င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရခိုင်ပြည်အန်းကအနောက်ပိုင်းတိုင်းစစ်တနာကျောက်ကို လုံးဝလက်လွတ်မခံရတဲ့လုံးဝစုခွာခြင်းမပြုရန်ဒုစစ်ခေါင်းဆောင်စိုးဝင်းကအမိန့်ပေးညွှန်ကြားပါတယ်တောင်ကိုရီးယားမှာ NUG ကနိုင်ငံကူးလက်မှတ်တွေတက်တန်းတိုးပေးနေချိန်မှာစစ်ကောင်စီတပ်ရုံးက passport ဖျက်သိမ်းခြင်းနဲ့အမိပြစ်စင်သွင်းမယ်လို့ချင်းချောက်တဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးချင်တဲ့တဲ့ဘက်ကတော့ရခိုင်ပြည်အမ်းမြုံနယ်ကအနောက်ပိုင်းတိုင်းစစ်တနာကျော်ကိုလုံးဝလက်လွတ်မခံဖို့နဲ့လုံးဝမဆုတ်ခွာဖို့အတွက်အကြမ်းဖက်ဒွိစစ်ခေါင်းဆောင်စိုးဝင်းကအမိန့်ပေးညွှန်ကြားထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။အေးရဲ့ထိုးစစ်ကြောင့်အမ်းမြုံနယ်တွင်အနောက်ပိုင်းတိုင်းစစ်တနာကျော်အနီးကတရင်တွေကာကင်းစခန်းတွေနဲ့ပြူဟာကုန်းတွေတင်းနှံကြောင်းအများပြားသိမ့်ပိုက်ခံထားတာလည်းသိရပါရတယ်။ဒါအပြင်လက်လက်ချအလင်းဝင်သူတွေလည်းရှိနေပြီးအနောက်ပိုင်းတိုင်းစ စ်နာချုပ်မှာအေရဲ့လက်ထဲကိုကြောက်ရောက်မဲ့အခြေအနေဖြစ်ပေါ်လာချိန်မှာဒုစစ်ခေါင်းဆောင်ဆိုဝင်ကဘာအကြောင်းလဲမှဘလို့နီးနဲ့မှနတ်ပခကိုစွန့်ခွာခြင်းမပြုကြဘို့လုံးဝလက်လွတ်မခံကြဘို့အမိန်ပေးလာတာဖြစ်တယ်လို့လည်းနေပြည်တော်စစ်ဘက်သတင်းမြစ်ကပြပြပါရတယ်။အခုနေ့ဩဂတ်စ3ရက်နေ့မှာ MND ကအရှိမြောက်တိုင်းစစ်တနာချုပ်ရမခကိုတင်ပိုက်ပြီးအဲ့နောက်ပိုင်းမှာအနောက်ပိုင်းတိုင်းစစ်တနာချုပ်နတ်ပကဟာဒုတိယမြောက်အတိုက်ခတ်ခံရတဲ့စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်ကဆုံးရှုံးလက်လွတ်ရမယ့်အခြေအနေတွေနဲ့ကြုံ တွေ့လာရတာလည်းဖြစ်ပါတယ်။အေရဲ့ထိုးစစ်ကြောင့်အမ်းမြွနယ်ကအနောက်ပိုင်းတိုင်းစစ်တနာကြုံမှာဗိုလ်မှူးကြီးအဆင့်အပါဝင်အရာရှိတွေထိခိုက်ဒဏ်ရာရှိမှုတွေနဲ့စစ်အရာရှိတည်ဆုံးမှုတွေမြင့်တက်လာနေရလည်းဖြစ်ပါတယ်။ဒါအပြင်စစ်တိုင်းမှုဗိုလ်ချုပ်ကြော်စွာဦးဟာလည်းစစ်တွေမှာအထိုင်ချကခုခံရတဲ့စစ်ကူတွေဆစ်လွတ်နိုင်ရတဲ့အချိန်ပြည့်ကုတ်ကဲနေရလို့လည်းသိရှိရပါတယ်။တစ်ဖက်မှာလည်းအမ်းစစ်မြေပြင်ကိုစစ်မှုထမ်းတပ်သားတပ်တွေနဲ့တိုက်ခိုက်ရေးတပ်တွေအင်အားဖြစ်တင်းနိုင်ရတဲ့စစ်ကောင်စီကနှီ ီးလန်းအမျိုးမျိုးနဲ့စ조사နေစေဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်ဒီတစ်ခါမှာတော့ တောင်ကိုရီးယားမှာတက်တန်းကုန်ဆုံးနေတဲ့မြန်မာနိုင်ငံကိုလက်မှတ်တွေကိုအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကိုယ်စားလှယ်ရုံးကတက်တန်းတိုးပေးနေခြင်းတွင်စစ်ကောင်စီမြန်မာတပ်ရုံးကနိုင်ငံကိုလက်မှတ်ဖျက်သိမ်းမှုနဲ့အမြပြည့်စင်သွင်းခံရမယ်လို့ထပ်မံချင်းချောက်လိုက်ပါတယ်။တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့နိုင်ငံကိုလက်မှတ်ဆိုင်ရာစည်းကမ်းတွေကိုဖျောက်ဖျက်တာကိုစစ်စစ်တွေ့ရှိရင်မိခင်နိုင်ငံနဲ့အင်ရှင်နိုင်ငံရဲ့ဥပဒေအရအေးအေးယူခံရနိုင်တယ်လို့နိုင်ငံကိုလက်မှတ်ဖျက်သိမ်းတိုင်နဲ့အမြပြည့်စင်သွင်း ခံရမယ်လို့စစ်ကောက်စီတန်ယုံကထပ်မံချင်းချောက်လိုက်ပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာ15နှစ်ကပထမဆုံးအကြိမ်ဖြစ်ချင်းချောက်ခဲ့ပေမဲ့လည်းအလုံးမဖြစ်ပဲ NUG ကိုယ်စားလှယ်ရုံးစီမှာတောင်ကိုရီးယားရောက်မြန်မာတွေရဲ့နိုင်ငံကူးလက်မှတ်တက်တန်းတိုးမှုတွေဆက်လက်များပြားနေဆဲဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်ကောက်စီတန်ယုံရဲ့ချင်းချောက်မှုတွေရှိနေပေမဲ့လည်း NUG ကိုယ်စားလှယ်ရုံးရဲ့ထောက်ခံချက်နဲ့မြန်မာနိုင်ငံသားထောင်ကျော်ဟာနိုင်ငံကူးလက်မှတ်တွေတက်တန်းတိုးရရှိသွားပြီဖြစ်တယ်လို့လည်းသွားရောက်တက်တန်းတိုးခဲ့သူတွေကပြပြပါတယ်။တောင်ကို ရီးယားရမြန်မာရေးလှုပ်ရှားသူအချို့ရဲ့အဆိုအရ NUG ကိုစလဲရုံးရယ်ဆောင်ရွက်မှုနဲ့နိုင်ငံကူးလက်မှတ်တက်တန်းတိုးခွင့်ရရှိသူအရေးအတွက်မှာလူဦးရေထောင်ကျော်ရှိနေကဆက်လက်မြင့်တက်လာဦးမယ်လို့လည်းပြောပါရယ်မြို့သားညညရေးဆိုရ NUG တောင်ကိုရီးယားတန်ယုံက နိုင်ငံကူးလက်မှတ်တက်တန်းကုံဆုံးနေတဲ့မြန်မာနိုင်ငံသားတွေကိုဘာအခွန်နဲ့ငွေကြေးမှပေးဆောင်ရမလို့ပဲတက်တန်းအသစ်နှစ်နှစ်တိုးပေးနေတာလည်းဖြစ်ပါတယ်။တောင်ကိုရီးယားအစိုးရကလည်း NUG ကိုစလဲရုံးကိုအတိမတ်ပြုကတက်တန်းတိုးပေးမှုကိုလည်းတရားဝင်လက်ခံထားတယ်လို့တောင်ကိုရီးယားရောက်မြန်မာတွေကပြောပါတယ်ရှင်။ချင်းပြည်နယ်ရဲ့တရင်တပုတ်ကိုကြည့်အောင်ပါ ချင်းပြည်နယ်မင်းတပ်မြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ကပြည်သူဝန်နေရင်တွေကိုဇက်တိုက်မီးရှို့ဖျက်ဆီးကာလေကြောင်းကနေလည်းအပြင်းထန်ဘုံကျဲခုခံနေရလို့မင်းတပ်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကိုရောမန်ကပြပြပါတယ်။နိုဝင်ဘာလ9ရက်နေ့ကနေစတင်ကာမင်းတပ်မြို့ပေါ်ကအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေမှာဒေသတွင်းတော်လှန်တပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေရလဲဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်က9ရက်နေ့မနက်ပိုင်းကနေစတင်ကာမင်း င်းတက်မြို့ရဲစခန်းရှိခုံးနုရိတ်တာအနီးတဝိုက်နဲ့စောက်လိုရီလန်ခွဲကားလက်မှာပဲစောက်လိုရီဝင်းတွင် ပြည်သူဝန်ကြီးတွေကိုဇက်တိုင်မီးရှို့ဖျက်ဆီးနေတာလည်းဖြစ်ပါတယ်။ဒါအပြင်အကြက်ဘက်စစ်တပ်ဟာတိုက်ပွဲဆက်တင်ဖြစ်ပွားတဲ့မနက်ပိုင်းကနေစတင်ကညပိုင်းအချိန်ထိဇက်တိုင်ဘုံကျဲတက်ခတ်နေတာဖြစ်ပြီးမြို့ပေါ်နေပြည်သူအလုံးဟာဘေးလွယာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့မင်းတက်မြို့နေပြည်သူအုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကိုရောမန်ကပြောပါတယ်ရှင်။ ကရင်ပြည်နယ်တရင်တဘောကိုကြည့်အောင်ပါကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်မှာစစ်တကစစ်မှုထမ်းဖို့နဲ့ပြည်သူစစ်အဖြစ်အမှုထမ်းဖို့အတွက်လူအင်အား80ဦးကိုတောင်းခံပြီးလှိုင်းဘွဲ့စစ်ဗျူဟာကိုအ мян ဆုံးပို့ဆောင်ပေးရန်ညွှန်ကြားထားတယ်လို့လှိုင်းဘွဲ့မြို့နယ်ကအုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်တဲ့တရင်မြစ်တွေကရန်ကုန်ခေတ်သစ်တရင်နာကိုပြပြပါရယ်အခုနှစ်နိုဝင်ဘာလအတွင်းအကြမ်းဖက်စစ်ကောင်စီကလှိုင်းဘွဲ့မြို့နယ်အတွင်းမှာပြည်သူစစ်နဲ့စစ်မှုထမ်းတပ်သားတစ်အင်အား80ဦးစုဆောင်းပေးဖို့အတွက် ညွန်ကြားလာခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိလူကိုဦးသာပေးနိုင်သေးရလို့လဲဆိုပါရယ်။အဲလိုစစ်မှုထမ်းဖို့စုဆောင်းခိုင်းတဲ့စစ်အင်အားတွေနဲ့မြရီမြို့နယ်နဲ့ကော့ဂရိတ်မြို့နယ်တွင်ထိုးစစ်ဆင်ဖို့နဲ့လုံခြုံရေးအတွက်နေရာချထားဖို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။လိုင်းဝဲမြို့နယ်မှာခရမ်းညွန်နယ်တော်လိုင်းတပ်တွေအားကောင်းလာတဲ့အတွက်အကြမ်းဖက်စစ်တပ်တပ်တွေဟာပေါ်တာဆွဲဖမ်းဆီးဖို့နဲ့အတင်းကျပ်အတ္တမခေါ်ဆောင်ဖို့ခက်ခဲခဲ့လို့လည်းဆိုပါရယ်။ နေပြည်တော်စိုးမှုမှုအရာလဲမြို့ပေါ်မှာသာတက်တဲ့စစ်ကောင်စီဝန်ထမ်းတွေရှိနေပြီးကြေးရာတွေအလုံးကိုတော်လန်းတက်တွေကလွှမ်းမိုးထားတယ်လို့လှိုင်းဝဲမြို့နယ်အုပ်ချုပ်ရေးတရင်မြစ်ကရှင်းပြပါဗျ။လှိုင်းဝဲမြို့နယ်စီမံကော်မတီဥက္ကဋ္ဌအဖွဲ့ကကြံရှိနေတဲ့စစ်မှုထမ်း82ဦးကိုရရှိရေးအစည်းအဝေးတွေလှုပ်ဆောင်နေသလိုလက်တလောစစ်မှုထမ်းစီကောက်ခံထားသူတွေတင်းရှောင်ရင်မိသားစုဝင်တဦးအစာထိုးစစ်မှုထမ်းရမှာဖြစ်သလိုရင်းစည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်သူတွေကိုလည်းစစ်မှုထမ်းခိုင်းမှုစစ်စစ်နေရလို့လည်းသိရပါဗျ။ 이제 ဒီတစ်ခါမှာတော့စစ်တပ်ရဲ့အာဏာရှင်စနစ်ဝါဒဖြန့်ချီရေးသင်ခန်းစာတွေကိုကျောင်းသင်ရိုးဖြင့်ထည့်သွင်းသင်ကြားပေးဖို့အတွက်စစ်ကောင်စီကပြင်ဆင်နေတယ်လို့ဗမာရေးရနှင့်ပြည်ပကလေ့လာရေးဖွဲ့ BACS ကစုံစမ်းဖော်ထုတ်ထားကြရသိရှိရပါတယ်။အခုလက်ကျန်စာသင်နဲ့ဒါမှမဟုတ်လာမယ့်ပညာသင်နှစ်တွေမှာစစ်တပ်ရဲ့မတရားစစ်မှုတွေဥပဒေအခြေခံဥပဒေနဲ့အာဏာရှင်စန့်ကျင်တဲ့အုပ်စုတွေကိုပုံဖြက်ရေးဆွဲထားတဲ့အကြမ်းဖက်ဥပဒေစတဲ့ဝါဒဖြန့်ဘာသာရပ်တွေကိုစစ်ကောင်စီလက်အောက်ကအခြေခံ ံပညာကျောင်းသားတွေသင်ယူရဖို့ရှိနေရလို့လဲ BACS ကဆိုထားပါဗျ။ပြီးခဲ့တဲ့တနေ့ပတ်တွေအတွင်းရန်ကုန်မကွေးမွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာအခြေခံပညာအထက်တန်းအဆင့်ဆရာသမားတွေကိုစစ်တပ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြည်သူစစ်မှုရန်ဥပဒေအကြမ်းဖက်မှုဥပဒေတွေနဲ့ပတ်သက်ပြီးရက်တိုတင်နန်းတွေပေးနေရလို့လဲသိရှိရပါဗျ။အဲ့ဒီတင်နန်းတွေကိုစစ်ကောင်စီရဲ့ဥရေရေးရဝန်ကြီးဌာနနဲ့ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းလှုပ်ဆောင် နေတာဖြစ်ပြီးစစ်ကောင်စီဥပဒေအသိပညာပြန်ပွားရေးဆရာဖြစ်တဲ့နန်းကိုရန်ကုန်မှာအော်တိုဘားလ28ရက်နေ့ကနေစတင်ခဲ့ကအခြေခံပညာဆရာဆမ300ကျော်တက်ရောက်ခဲ့လို့လည်းသိရှိရပါတယ်ပြည်သူတွေကို မတရားဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းတဲ့ဥပဒေစစ်တပ်စိတ်တန်းကြရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေတော်လဲအင်အားစုတွေကိုပုံဖြတ်တစိုက်ကတ်ထားတဲ့အကြမ်းဖက်ဥပဒေတွေကိုစစ်ကောင်စီကအခြေခံကျောင်းကဆယ်ကျော်သက်ကလေးငယ်တွေကိုဝါဒဖြန့်တင် जा ပေးဖို့အတွက် ်ပြင်ဆင်နေခြင်းသာ ဖြစ်တယ်လို့လည်း BCS အဖွဲ့ကသုံးသပ်ထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးတဲ့တဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းဒတဦးမြို့မှာအကြက်ဖက်စစ်တပ်ကဗိုလ်မှူးတန်းနိုင်ဦးဦးဆောင်ကအမျိုးသမီးတွေအပါအဝင် ပြည်သူ80ခန့်ကိုလက်ပြန်ကျိုးတုတ်ကပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။နိုဝင်ဘာလ10ရက်နေ့မနေ့ပိုင်းကနေစတင်ပြီးဒတဦးမြို့မှာအကြက်ဖက်စစ်တပ်က ဘုံမူတန်းနိုင်ဝန်ဦးဆောင်ကအမျိုးသမီးတွေအပါအဝင် ပြည်သူ80ခန့်ကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာလည်းဖြစ်ပါတယ်။တပ်ပက်စစ်သားတွေဟာတရုံမြို့အနီးတင်းပန်းကျေးရွာလမ်းလက်ဆောင်ယူကျေးရွာလမ်းနဲ့အင်းဝမြို့အောင်သွားတဲ့လမ်းပိုင်းတွေမှာဖမ်းဆီးခဲ့တာဖြစ်ပြီးဖမ်းဆီးခံရတဲ့ပြည်သူတွေကိုလက်ပြန်ကြိုးတုပ်ကာခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးတင်ပါများပါ။